အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Manchester United အပြောင်းရွှေ့ကဘလူးတွေဆက်ဖြစ်မလဲကျွန်တော်တော်တော်လေးစိတ်ဝင်စားရတယ်မှာပါတယ်ဒါမနေ့ကတော့ကျွန်တော်တို့ update သတင်းတွေရတက်လာတဲ့သတင်းတွေရ United အသင်းနေတိုက်စင်မှုရှာပုံတော်ကိုဆက်လက်ပြီးဖွင့်နေစေဖြစ်တယ်ဆိုတော့ကတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် United အသင်းနဲ့ကျွန်တော်သိကြတယ်မှာဒါ Matthews ခုနကသူတို့ရဲ့ဒီနှစ်နွေရာသီရဲ့ပထမအဆုံးနွေရာသီခေါ်ယူမှုအနေနဲ့လှုပ်လှခဲ့တယ်။ကစားသမားအပြောင်းအရွှေ့ကလည်းပြီးသွားပြီ။ဒါကျွန်တော်စစ်စစ်မှုလည်းအောင်မြင်သွားပြီဆိုတော့ကောလာဟာလာတွေထွက်လာခဲ့တယ်။ပြောချင်တာဒါပြောချင်တာ Manchester United ရဲ့ပထမအဆုံးခေါ်ယူမှုကဒီနှစ်မှာပြီးသွားခဲ့ပြီ။အဲ့တော့ United ပြည်သက်တွေနဲ့လာမယ့်နွေရာသီမှာ Tyson မှုအတွက်ဒါကျွန်တော်တို့ဘဒူဒီကိုရထားဆိုအကုန်သိပြီးသားပြီ။ဒါပေမဲ့ United အသင်းရဲ့လက်ရှိ budget အခြေအနေကြောင့်မို့ဒါကျွန်တော်တို့ဒါရှိ Arsenal တို့ဒါကျွန်တော်တို့တခြားသောအသင်းတွေခေါ်သူတွေ Tyson မှုဒါ Kai Gravesto Benjamin Sesko တို့ကိုခေါ်ဖို့တွေရာခိုင်နှုန်းတွေနေတယ်။ တချိန်မှာ United အသင်းရဲ့ဒါ dream signing ကတော့ Victor Kyogres ဖြစ်တယ်။ဒါကျွန်တော်တို့တချိန်ကသူတို့ရဲ့ဆရာတပည့်ဟောက်နှစ်ယောက်ဖြစ်တယ်ဒါ Ruben Amorim နဲ့ဒါကျွန်တော်တို့လက်ရှိဘာဘူးဘာသာပြန်တော့ Ruben Amorim နဲ့ဒါကျွန်တော်တို့ဘူးအာဗာလဲ ဖိတ်တကာယိုဂရက်စ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတို့အနေနဲ့အသုံးချပြီးတော့ဒီကစားသမားကိုခေါ်ယူခြင်းနဲ့လက်ရှိမှာတာပြဿနာတစ်ခုကဖိတ်တကာယိုဂရက်စ်နဲ့ခုလက်ရှိမှာချန်ပီယံလိဆိုးရတယ်မဆိုးရဘူးဆိုတာတူကိုခွန်နိုင်တဲ့ကလပ်ကိုသူကစိတ်ဝင်စားတယ်ဖိတ်တကာယိုဂရက်စ်ကိုခုလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသေးအနေနဲ့ဒါကျွန်တော်တို့ကန်လန့်ဖို့ဆိုရင်တော့တို့အနေနဲ့ဘတ်ဆပ် ပေါ်စော်လူတယ်ပေါ့နော်ပေါ်စော်ပဆိုင်လူတယ်ပေါ့အဲ့တော့ပဆိုင်လူတဲ့ကြောင့်မလားကျွန်တော်လက်ရှိမှာဘေဒက်ကာယိုကက်စ်ကအခုချိန်မှာလူကြိုက်များနေကစားသမားဖြစ်တယ်လက်ရှိမှာအာဆိုသင်္ကာရီဒါကျွန်တော်တို့ဒုတိယကစားသမားတယောက်အနေနဲ့သတ်မှတ်ထားလို့ချက်စီသင်္ကာရီလက်ရှိမှာဗစ်ဒက်ကာယိုကက်စ်ဆိုတဲ့ရဲ့ဝင်စကားပြောဆိုမှုတွေပြုတ်လို့လာခဲ့ပြီချက်စီသင်္ကာတိရတဲ့မလီယမ်ဒလပ်ကိုလည်းခေါ်ထားပြန်တာလက်ရှိမှာသူတို့နေတိုက်စစ်မှုကောင်းကောင်းတယောက်အလူရှိနေတဲ့အတွက်ဗစ်ဒက်ကာယိုကက်စ်ရဲ့ဒါ အခြေအနေကိုတို့နေလေ့လာနေပါတော့ဒါပထမဆုံးနေကျွန်တော် rumors တခုကျွန်တော်မဟုတ်မမှန်ကြောင်းကျွန်တော်စတင်ပြီးပြောခြင်းတယ် Manchester United အသင်းကလက်ရှိမှာ Nicolas Jackson ကိုစိတ်ဝင်စားတဲ့ဆိုတဲ့သတင်းကလုံးဝမဟုတ်ပါဘူး Manchester United အသင်းကအခုလက်ရှိမှာ Chelsea အသင်းရဲ့တိုက်စင်မှု Nicolas Jackson စိတ်ဝင်စားမှုလုံးဝမရှိဘဲနဲ့ကျွန်တော်ဖတ်တော့ tier 5 set tier 7 level မှာတော့မအဲ့ဒီသတင်းမရှိအဲ့တော့ပြောချင်တာကလူစိတ်ဝင်အောင်လူစိတ်ဝင်စားအောင်ဒီသတင်းကိုဖန်တီးထားရလို့ပဲဆိုရမယ်ဒီမှာပါတယ် Chelsea အသင်းကလက်ရှိမှာ Nicolas Jackson ကိုလက်ရှိမှာလွှဲနေတယ်ဆိုပေမဲ့သူတို့ရဲ့အသင်းရဲ့ price asset တခုနဲ့သတ်မှတ်ထားတယ် ဒါချက်စီးတဲ့နယ်နီကိုဂျက်ဆန်ကိုရောင်းဖို့အခြေအနေမရှိလို့မန်ချက်စတာယူနိုက်တက်အသင်းကလည်းနယ်ကိုဂျက်ဆန်ကိုလုံးဝဝယ်ယူဖို့အခြေအနေမရှိဘူးဆိုတဲ့သတင်းလေးကိုကျွန်တော်ဒီနေ့မှချက်ပဲတချို့ကြတာကျွန်တော်ဒီနေ့မနက်ပိုင်းမျိုးလုံးပွင့်တာနဲ့ကိုဒီသတင်းစာတွေ့ရကြလုံးဝလုံးဝမဟုတ်ကြောင်းကျွန်တော်တို့ပြောပြချင်အဲ့တော့ထုံးဝတိုင်းဒါ attention share တဲ့လူတွေဒါပြင်ခုနပေါ်သူပြတာပောက်ခရသတင်းလေးကိုရေးတဲ့လူတွေပို့ပြီးများလာခဲ့တယ်ပေါ့အဲ့တော့ဒါပါလက်ရှိမှာ Manchester United အသင်းနဲ့သူတို့အတွက်ဖြစ်နိုင်မဲ့ value ဖြစ်နေတဲ့ဒါတိုက်ဆက်မှုကိုရှာတယ်ဒါပေမဲ့ဒီဒါကျွန်တော်လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဒီသတင်းကကောလာဟာလာဆန်ဆန်ထွက်လာခဲ့ပြီဒီရပိုင်းမှာပူပူပြီး strong ဖြစ်လာခဲ့တယ်။အီတလီသတင်းတော်တွေရဲ့သတင်းတွေဖတ်ပုံရဒီသတင်းတွေကတဖြည်းဖြည်းနဲ့ကိုတော်တော်ကြီးကို strong ဖြစ်လာတဲ့သတင်းတခုဖြစ်လာခဲ့။အဲ့ဒါကပါလေ။လက်ရှိမှာဒါနပိုလီအသင်းက white line ကိုအလိုရှိဆိုအကုန်လုံးသိပြီးသားဖြစ်နေမယ်။အဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ပေါ့နော်။သူတို့ရဲ့ဒါ negotiator ပေါ့သူတို့နေတာအပြောင်းရွှေ့မှာဒါပေါဝင်ပတ်သက်တဲ့လူတယောက်အနေနဲ့ဒါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ရက်ကအီတလီကိုဒါ သွားပြီးတော့ white line ကိုရောင်းတဲ့ကိစ္စပုံစံမျိုးသွားစကားပြောတယ်ဗောနော်နပိုလီမှာအဲပထမအထင်သာကြနပိုလီအနေနဲ့ဒါကျွန်တော်တို့ဒါစကားပြောရုံနောက်ပဲဆိုတဲ့အခြေအနေတစ်ခုရှိရလို့အကုန်လုံးသတ်မှတ်ထားခဲ့ပေမဲ့တကယ်တမ်းကဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်နေဆိုပြီးတော့ဒါအတွင်းသတင်းတွေကနေရေးထားခဲ့တာတွေ့ရအောင်ဒါပေမဲ့ tier 2 tier 3ဗောနော်ဒါအရင်ကြီးတော့မမြင်ဘူးအဲ့တော့ဒီနေ့မှဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့နပိုလီရဲ့ဒါအပြောင်းအရွှေ့တစ်ခုအနေနဲ့ Rice Move White Line ကိုဒါရောင်းချသွားဖို့တို့နေပြင်ဆင်ထားတာမှန်တယ်ဒါပေမဲ့ဒီနေ့မှဒါ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ rice moon highland ကိုဒီတိုင်းကြီးပေးတာတဲ့ဆိုင်သူတို့အနေနဲ့ osman ကိုဒီအပြောင်းရွှေ့မှာဒစိတဒေသအနေနဲ့အထက်သွင်းနိုင်နေဆိုတဲ့ collar ဟာလာတွေစတင်ပြီးထွက်လာခဲ့တယ်။ manchester united အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သိကြတဲ့အတိုင်းပဲဒါ rice moon highland ကို euro 30ပတ်ပတ် euro 30ပတ်ချလဲဝင်းညညာတတ်မှတ်ထားတယ်။အဲ manchester united အသင်းနဲ့အခုလက်ရှိ collar ဟာလာတွေရနောက်ထပ် euro 30ကိုနောက်ကနေကတ်ပြီးတော့ rice moon highland 30ဒါကျွန်တော် plus ပုံစံမှု plus 30ကိုပေးပြီးတော့ဒါ osman ကိုခေါ်ယူသွားဖို့အတွက်လေဒါကျွန်တော်ပြင်ဆင်လာ တယ်ဆိုတော့ကောလာဟာလာဆန်သတင်းတွေစတင်ပြီးထွက်လာခဲ့တယ်။အဲလွန်ခဲ့တဲ့နှစ်ရက်ကဒါဟာကောလာဆန်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 တော့ TF4 TF5 level လောက်ကသတင်းတွေထွက်ခဲ့မှာအခုလက်ရှိမှာ TF2 လောက်တိတိဖြည်းဖြည်းတက်လာခဲ့ရတွေ့ရမှာ။အဲ့တော့ဒါမဖြစ်လာနိုင်ဘူးလားဆိုတော့မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူး။လက်ရှိမှာ Rice Blue White Land ကို Napoli အသင်းကတော်တော်လေးကိုလူအပ်နေတဲ့အသင်းတွေဖြစ်တယ်။ထူးဆန်းဆန်းပြလက်ရှိမှာ Napoli အသင်းကဒါ McDonald ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာ United အသင်းမှာအဆင်မပြေဖြစ်တဲ့ကစားသမားတွေကိုသူတို့နဲ့ပြင်မှတ်ထားနေတယ်။ Alejandro Garnacho လူကစားသမားမျိုးတွေအပြင်ကိုလက်ရှိမှာတည်ကြတယ် Rice Blue White Land ပေါ့နော်။ Rice Blue White Land ကို Manchester United ကလာမဲ့နေရာဒီမှာဒါ Italy C ီးရီကိုရောင်းချပသွားဖို့ပြင်ဆင်နေတယ်။သူရဲ့မိခင်ကလပ်ဖြစ်တဲ့ Atlanta ကလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။အဲ့တော့ United အသင်းနဲ့ဒီကျွန်တော်ဒီနေရာမှာပေါ့နော် Rising Hoyland ကိုတည်ပြီးတော့သူတို့အနေနဲ့တိုက်စစ်မှုတွေခေါ်ယူလို့ရနိုင်တဲ့အနေအထားတွေရောက်လာခဲ့ပြီ။အဲ့တော့ Colin Hala ရဲ့ Atlanta ကလည်းခုနကကျွန်တော်တို့ ဗာလေအဲနပိုလီပုံစံမျိုးပဲသူတို့အနေနဲ့ကစားသမားအတွက်ဒါကျွန်တော်တို့ပတ်စံပေးတာတက်ဆိုင်သူတို့အနေနဲ့အတာမာလူကမန်ကိုပေးဖို့အတွက်လည်းသူတို့အနေနဲ့ပြင်ဆင်လာခဲ့တယ်အဲ့တော့ဒါတိကျတာအတ္တန္တာနီးတဲ့တိုက်စစ်မှုဖြစ်တဲ့လူကမန်ကဒီနှစ်နွေရာသီမှာတရဝင်ထွက်ခွာတော့မှဖြစ်ကြောင်းဒါသူ့အနေနဲ့ကြီးညာထားပြီးကစားသမားဖြစ်တယ်အဲ့တော့ဒါ Rice Blue White Land ကိုမှဒါကျွန်တော်တို့ဒါ Manchester United ကဒါ10သန်းလောက်ထပ်ပေးမယ်ဆိုရင်တော့လူကမန်ကိုသူတို့အနေနဲ့ပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်အမှန်တမ်းပြောမှဒီနေရာမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေတဖြည်းဖြည်းအဲ့တော့ Italy Serie A တွေကတိကျတယ်မဲ့လက်ရှိမှာသူတို့ကငွေမပေးချင်တဲ့ club တွေဖြစ်တဲ့သူတို့ကစားသမားတွေသူတို့ကထိုးထိုးပေး ီတာအလဲလေပုံစံမျိုးလေခဏခဏလုပ်တဲ့အသင်းတွေဖြစ်တဲ့ကြောင့်မို့ဒါဟာမဖြစ်လာနိုင်ဘူးလို့ပြောလို့မရဒါပေမဲ့အော်ဇမဲဥစ္စာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အော်ဇမဲရဲ့အပြောင်းရွှေ့ကတကယ်တမ်းဒီတိုင်းပုံစံမျိုးဆိုမဆိုးဒါပေမဲ့ plus 30ကတော့နည်းနည်းလေးများတယ်လို့ကျွန်တော်နည်းနည်းမြင်တယ်။အော်ဇမန်ကိုကျွန်တော်နေတဲ့ခုလက်ရှိမှာ valuation ရ Euro 65သန်းအဲ့လောက်ပတ်ချလဲဝင်နေကြတော့တတ်မှတ်တယ်။ white land ကိုကျွန်တော်နေတဲ့ခုလက်ရှိမှာလူငယ်တယောက်ဖြစ်တဲ့ကြောင့်မို့ဒါခုလက်ရှိမှာ united မှာမကောင်းဆိုရင်တခြားအသင်းမှာကောင်းသွားနိုင်တဲ့ကစားသမားတယောက်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ white land ကိုကျွန်တော်ကတော့35 30 တဲ့ဘော35လောက်ဈေးသမားအဲ့တော့ပြောချင်တာအကယ်၍ United အသင်းအနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်အနေနဲ့ white land နဲ့ဒါ osman လဲခဲ့မယ်ဆိုကျွန်တော်အမြင်ကပြောမှာဆိုပေါ့နော်35 40လောက်ကျွန်တော် white လောက်သတ်မှတ်တဲ့ကြောင့် white land plus အော်ဇမန်ကို20ပေါ့နော်ယူရိုတန်း20လောက်နဲ့ကမ်းလှမ်းမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်သွားပြီ။ဒါပေမဲ့30ဆိုလဲပဲလေးဖြစ်တယ်။ဒါပေမဲ့အော်ဇမန်ကတကယ်တမ်းပြောမှတကယ်ကိုဒါ proven ဖြစ်တဲ့ကစားသမားတစ်ယောက်ဖြစ်တော့သိပြီးတော့ဒါငင်းစရာမလိုဘူး။အဲ့တော့ United ပြည်သက်အနေနဲ့ဒီလိုမျိုးအပြောင်းအရွှေ့များဖြစ်လာခဲ့လို့ရှိရင်ရောဘလို့မြင်လဲ။ကျွန်တော်တို့သဘောကျပြီ။ဘာလို့လဲဆိုတော့ Rising White လည်းနဲ့သူအနေနဲ့ပူကောင်းမယ့်နေရာတစ်နေရာရောက်သွားမယ်ဖြစ်လို့ Manchester United အနေနဲ့ပတ်စံတွေအများကြီးမကူမင်းနဲ့တိုက်စစ်မှုကောင်းကောင်းတစ်ယောက်ရသွားနိုင်တယ်ဆိုရင်တော့တကယ်ကိုဒါအမျက်တစ်ခုဖြစ်သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ပြဿနာတစ်ခုကအော်ဇမန်ရဲ့ဒါ enormous ဒါကျွန်တော်တို့အပြောင်းအရွှေ့အပြောင်းအရွှေ့လောက်ခလာစား ဲ့တော့ဒါအော်စမန်အနေနဲ့တည်ကြတယ်အခုလက်ရှိမှာအသင်းကြီးတော်များအော်စမန်ကိုလက်လျှော့သွားတယ်အဓိကအကြောင်းအရာကတော့သူ့ရဲ့လုခလာစာကြောင့်ဖြစ်တယ်အဲဒီလုခလာစာဆွတ်ဆက်တောင်းတဲ့စောက်ချိုးကူတော့ကျွန်တော်အမြင်ကပြောမှာဆိုအော်စမန်အနေနဲ့အခုလက်ရှိမှာပြင်သင့်ပြီလို့ကျွန်တော်အနေနဲ့မြင်သင့်တယ်မှာပါအဲ့တော့အဓိကတော့ဒါပဲအဲ့တော့အော်စမန်နဲ့အခုလက်ရှိမှာလုခလာစာတပတ်လုခလာစာယူရို2သိန်းနဲ့ယူရို2သိန်းခွဲ3သိန်းပေါင်2သိန်း2000နဲ့2သိန်းခွဲပတ်ချာလေဝင်းညင်ညာတောင်းမယ်ဆိုရင်တော့ United ကပြီးနိုင်တယ်လို့ပြောဆို United အသင်းနဲ့လာမယ့်တူရမှာသူတို့ရဲ့ဒါလုခလာစာများရဲ့ကစားသမားရဲ့အသင်းကထွက်ခွာတော့မှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့ဒါ ကြီးကိုဒါ United အသင်းအနေနဲ့တကယ်ကိုဟိုဘယ်လိုပြောရမလဲလုတ်ပြအသင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗောနော်အဲ့တော့ဟို United အသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့အကယ်၍ဒါအော်ဇမန်ကိုလုခလာစားနေနေနေရမယ်ဆိုရင်တော့ဒီအပြောင်းရွှေ့ကဆွဲထားအသင်းနဲ့အပြောင်းရွှေ့တကူလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့100%မြင်မိတယ်ဒါပေမဲ့ခုနကဘယ်လိုပဲအော်ဇမန်ကလက်ရှိမှာတည်ရတယ်မဲ့အချင်းပါညာနည်းနည်းအတီကျူကတော့ကျန်တဲ့ကြောင့်ဒါတော့တစ်ချက်တော့ရင်းရပါဘောဆို တခြားတော့ဆောင်းအဲ့တော့ United အသင်းတွေလက်ရှိမှာတို့အလိုချင်ဆုံး target ကတော့ဒါ Kyogres ဖြစ်တယ်လက်ရှိမှာ budget ရ Kyogres ဆိုတို့အနေနဲ့မနိုင်ဘူးဘာလို့ဆိုတော့ by US ခွန်တာကိုလည်းယူပေါင်း62.5သန်း Euro သန်း80လောက်နေဒီ pay ပြီးဝယ်ထားတဲ့အတွက်ကြောင့်တို့အနေနဲ့ budget ရသိမနိုင်တော့ဘူးအဲ့ဒါကြောင့်တို့အနေနဲ့ဖြစ်နိုင်တဲ့ target ကိုလိုက်တဲ့အချိန်မှာခုန Rice White Land ကိုပြီးမယ်ဘယ်လိုခုနကငွေသားကတ်ပြီးတော့ Osman ကိုပြီးလာနိုင်တဲ့အပြောင်းရွှေ့ကိုတို့အနေနဲ့လှုပ်ဆောင်သွားဖို့တဲ့ပြင်ဆင်အဲ့တော့ဒါ Adama Lukman ကိုတော့ကျွန်တော်အနေနဲ့သဘောကျတာမှန်ပဲ Lukman အနေနဲ့ဒါ Premier League မှာသူကြိုးစားခဲ့ပြီးပြီ Lukman အနေနဲ့ဒါ Premier League မှာသိပ်ပြီးအချိုးမပြေတဲ့ကြောင့်မလို့ဒါ Premier League ကို ကိုပြန်လာရင်တော့ဆိုတော့မစိုးဘူးပေါ့နော်ဒါကျွန်တော်တို့ဒါပေမဲ့ကျွန်တော်ကတော့ Osman က United အတွက်ပို့ပြီးတော့ဖြစ်လာနိုင်မယ့် off option တခုပဲဈေးအရမ်းလည်းမကြီးနိုင်ဘူးခုနလုတ်ခတ်လာဆိုလည်းအရမ်းမများဘူးဆိုရင်တော့ဒါ white line နဲ့ရင်းမယ်ဆိုရင်တော့တန်နိုင်တဲ့အပြောင်းရွှေ့တခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ် United ပြည်သက်တွေကဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘလို့မြင်လဲအောက်က comment တွေထဲမှာညှင်းခုံဆွေးနွေးပြကြပါဦးကျွန်တော်ကဒါကောင်းတဲ့အပြောင်းရွှေ့တခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါတော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းပလို့ဆင်အပေါင်းအကူညီတွေ့ရပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း click ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးကလည်းပြီးကြအောင်ဗျ။များများ လစ်မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကြွတူပါတယ်ကျွန်တော်တို့နောက်မှ A C C 2ကြတာပေါ့ဒေဗော်ဗျာ